အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီမှာဆိုရင်တော့ကိုယ့်ရဲ့ Facebook page တို့မဟုတ် profile page ဝါသွားတဲ့အခါမှာ Facebook တင်ကိုဘယ်လို report တင်ရမလဲဆိုတာကိုပြောပြပေးမှဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်내တူချက်တော့ကြည့်ကြမယ်။အဲ့တော့ကျွန်တော်က Facebook ထဲကိုဝင်ပြလိုက်မယ်။ဝင်ပြသွားလို့ရှိရင်တော့ကိုယ့်ရဲ့ Facebook page တို့မဟုတ် profile page ရဲ့အဲကျွန်တော်တို့ wall ထဲကိုသွားလိုက်မယ်။ဟုတ်တယ်ရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့က ညာဘက်မှာရှိတဲ့အဆက်30ကိုတစ်ချက်နှိပ်ပြလိုက်မယ်။ပြီးလို့ဆင်းရောကျွန်တော်တို့ page status ဆိုတာကိုတစ်ချက်နှိပ်ပြမယ်။ပြီးသွားလို့ဆိုလို့ဆင်းရောအခုလည်းမျိုးကျွန်တော်တို့ page quality ဝါနေတဲ့နေရာကို page has swan issue ဆိုပြီးတော့ပြနေတဲ့နေရာကိုကျွန်တော်တို့ screenshot ပုံယူလိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့အနောက်ကိုပြန်ပြီးတော့ထွက်ပြလိုက်မယ်။ ီးွားလို့သလို့စင်တော့ကျွန်တော်တို့ညာဘက်မှာရှိတဲ့မြင်းချောင်း၃ချောင်းနဲ့နေရာကိုကျွန်တော်တို့တစ်ချက်နှိပ်ပြလိုက်မယ်ပြီးလို့စင်တော့ကျွန်တော်တို့အပေါ်ကိုနည်းနည်းဆွဲတင်မယ်ဆွဲတင်ပြီးွားလို့သလို့စင်ကျွန်တော်တို့ hair and spot ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပြမယ်ပြီးွားလို့သလို့စင်တော့ကျွန်တော်တို့ဒီမှာ report a problem ဆိုတာရှိတယ် report a problem ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပြမယ်ပြီးွားလို့သလို့စင်တော့ကျွန်တော်တို့အပေါ်လေးကိုဆွဲတင်လိုက်မယ် ပြီးလို့ရှိရင်တော့ကျွန်တော်တို့ continue to apply plan ဆိုတာကိုတစ်ချက်နေပြီ view ရလို့ဆိုရင်တော့ကျွန်တော်တို့အပေါ်လေးကိုဆွဲတင်ပြီးတော့ဒီမှာ include ဆိုတာကိုတစ်ချက်နှိပ်ပြလိုက်မယ် ပြီးလို့ဆိုလို့ရှိရင်ဒီနေရာမှာကကိုက profile ပေးလားပေးလားပေါ့တကယ်လို့ profile ပေးဆိုရင်ကျွန်တော်တို့ profile ကိုရွေးပေးရမယ်တကယ်လို့ပေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ page ကိုရွေးပေးရမယ်အဲ့တော့ကျွန်တော်ဒီမှာ page ဖြစ်တာဖြစ်နေတဲ့အတွက်ကျွန်တော် page ဆိုတာကိုရွေးပေးလိုက်တယ်ပြီးသွားဆိုလို့ရှိရင်တော့ကျွန်တော်ဒီအကွက်လေးထဲမှာကျွန်တော်ရေးပေးတာနဲ့စာကိုရေးထည့်ပေးလိုက်တယ်ပြောရသလိုဆိုရင်တော့ကျွန်တော်ဒီအောက်မှာရှိတဲ့ ကျွန်တော်တို့ allophone form ဆိုတာကိုကျွန်တော်တစ်ချက်နေပြလိုက်မယ်ပြီးတော့ဆိုလို့ရှိရင်တော့ခုနကတုန်းကကျွန်တော်တို့ screenshot ရိုက်ထားတဲ့ပုံကိုရွေးပြလိုက်မယ်ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကညာဘက်မှာရှိတဲ့ဒီမြားလေးကိုတစ်ချက်နှိပ်ပြီးတော့ Facebook တင်ကို report တင်ပြလိုက်မယ်ဒီအောက်မှာကျွန်တော်တို့ thank you favors တို့ပြသွားပြီဆိုရင်တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Facebook တင်ကို report တင်ပြီးတော့ကိုယ့်ရဲ့ page ဝါရီနဲ့အကြောင်းကိုအကြောင်းကြားပြလိုက်မယ် ဲ့တော့ paste ဝါနေတာကိုကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ report တင်တဲ့နီးပေါ့ပြီးလို့ဆိုရင်ကျွန်တော်တို့အယူကန်ဝင်တဲ့နီးကြတော့ကျွန်တော်တို့အယူကန်ကဘလို့ဝင်ရမလဲဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ paste ဝါသွားတယ်ဘာကြောင့်ဝါသွားတာလဲဘယ်စည်းကမ်းကိုဖောက်ဖျက်လို့ဝါသွားတာဆိုတာဆိုတော့ကျွန်တော်တို့ဒီစည်းကမ်းဖောက်ဖျက်မှုအပေါ်မူတည်ပြီးတော့မှကျွန်တော်တို့က paste ကိုကြည့်ပြီးတော့မှအယူကန်ပြန်ဝင်ရလားကျွန်တော် copyright နဲ့မိပြီးတော့ကျွန်တော် paste ဝါတယ်ဆိုရင် copyright ပြီးပြန်တင်ရမယ် တကယ်လို့ကျွန်တော် community standard မှာ overslide book နော် community standard policy မီလို့ overslide book ပေးထားတယ်ဆိုရင်တော့ကျွန်တော် overslide book ကနေပြီးတော့မှကျွန်တော်တို့အယူခံပြင်ဝင်ပြီးတော့ကျွန်တော်တို့ဖြေရှင်းရမယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်